โอเคမြေတံမိုးနဲ့ကျွန်တော်တို့အိမ်တံမိုးကိုသိန်းပေါင်း13200ခေါ်ထားတဲ့ကျွန်တော်အိမ်ရှိရဘူးရောက်ရှိနေပါဘူးဘာကြောင့်ကျွန်တော်သိန်းပေါင်း13200ခေါ်ထားရတာလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီဗီဒီယိုလေးမှာအစာဆုံးရှင်းသွားပေးမယ်ဗျโอเคมิงลาวาจโนมาสเตอร์ซับสรอจโนအခုလက်ရှိက ကျွန်တော်ပြင်ဦးနေမြို့ရဲ့ရက်ွက်ကြီး7 ရည်ချမ်းဟိုးရဲ့မူလကျွန်တော်တို့ရွာမြေစစ်စစ်ဖြစ်ပြီးတော့မှမူလရွာလေလမ်းမကြီးရဲ့မေးတင်တဲ့ကျွန်တော်လမ်းနှစ်ဖက်ပွင့်တဲ့အဆောက်အဦပါပြီးတော့မှရေမီအပြည့်စုံတဲ့မြေအခြေအနေနဲ့ကျွန်တော်ပေ90ပတ်လေဆိုတဲ့အခြေဝန်တစ်ခုနေရာမှာကျွန်တော်အနေနဲ့ရောက်ရှိနေပါပြီမိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာကြားဥပါလိမ့်မယ်ကျွန်တော်တို့မြေဝယ်ပြီးတော့မှ မိမိကိုယ်တိုင်အိမ်ဆောက်လိုက်ရင်ဒီထက်ပိုပြီးတော့မှတတ်တာမှာပဲဆိုတဲ့အတွေးလေးတစ်ခုရှိပါလိမ့်မယ်တကယ်တမ်းတော့ကျွန်တော်တတ်တာရာနဲ့မိမိရဲ့ငွေကြေးကိုယင်းဒီမြုံနှံထားတဲ့အချိန်ကာလချင်းကသွားပြီးတော့မှမျှတနေပါလိမ့်မယ်ယခုလိုကာလမျိုးမှာဆိုရင်ကျွန်တော်တို့ကအစာအုပ်ပစ္စည်းစည်းတွေတက်နေတဲ့အချိန်ဆိုတဲ့တော့ကျွန်တော်မိတ်ဆွေများမှန်းဆကြည့်လို့ရပါလိမ့်မယ်ကျွန်တော်ဒီအိမ်ရဲ့တန်မှုအဲ့တော့ကျွန်တော်အိမ်ရှင်ကိုယ်တိုင်ကျွန်တော်တိဆောက်ထားတဲ့အတွက် ကျွန်တော်တို့ကြန့်ခိုင်မှုအားဖြင့်ကျွန်တော်တို့တီချာစနစ်တကြတိဆောက်ထားတဲ့အင်ကြီးအင်ကောင်တလုံးဆိုတာကိုကျွန်တော်အနေနဲ့ညွှန်ဆိုခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အောက်ထပ်မှာတော့ Master Baron အခန်းတစ်ခန်းပါမယ်မိမိအနေနဲ့ဈေးဆိုင်တခြားသောကျွန်တော်တို့လုပ်ငန်းကိုအသုံးပြုခြင်းနဲ့ဆိုရင်လည်းအသုံးပြုလို့ရအောင်ဟောတိုက်နေနဲ့အသုံးပြုပေးထားတယ်ဗျဒုတိယတက်မှာကတော့ကျွန်တော် Master Baron အနေနဲ့အခန်းကျဲ၃ခန်းပါမယ်ပြီးသွားရင်ကျွန်တော်တို့ကအေကန်းရဲ့ကျွန်တော်တို့အကျယ်ဝန်းလေးတစ်ခုပါမယ်ဆိုရတဲ့အတွက်တော်တော်ကြီးကိုပြည့်စုံကောင်းမွန်ပါတယ် ဲ့တော့ကျွန်တော်တို့အပေါ်ဆုံးတက်မှာကတော့နောက်ထပ်ကျွန်တော်တို့ဟာ Master Baron အခန်းကျဲတခန်းပါမယ်ဖျားခန်းရဲ့ area ပါမယ်ပြီးသွားရင်ကျွန်တော်တို့အများဆုံးကျွန်တော်တို့ဟာနေရာတနေရာပါမယ်ဆိုရဲတော့စုစုပေါင်းကျွန်တော်တို့ဒီရဲ့အိမ်မာကြီးထဲမှာ Master Baron ကြီးပဲအခန်းကျဲ၅ခန်းပါရှိတယ်ကျွန်တော်တို့ဒီရဲ့အိမ်ချံဝင်းကိုဈေးနှုန်းနေနဲ့ဟာ33200ခေါ်ထားပါတယ် short တင်ကျွန်တော်တို့ရှိပါတယ်ပိုင်ရှင်တဲ့ diet ဆိုရဲတော့ကျွန်တော်မိတ်ဆွေများအနေနဲ့ထိတ်တိုက်စိတ်ကြိုက် ျွန်တော်ဈေးစစ်လို့ရအောင်ဆောင်ရွက်ပေးပါမယ်ဗျအဲ့တော့ကျွန်တော်ဒီနေရာလေးကတော့ဝရဏာရဲ့ area လေးပါတော်တော်ကြီးကိုခြေလွတ်မှုရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအနေနဲ့အေးအေးချမ်းချမ်းလေးထိုင်လို့ပြုလို့ကောင်းသော နေရာနေထားလေးတစ်ခုပါအဲ့တော့ကျွန်တော်အပေါ်ရက်ကိုတက်သွားမယ်ဆိုရင်တော့အခုမျက်မြင်မြင်တွေ့ရသလိုကျွန်တော်တို့နေရာခင်းချင်းလေးရှိပြီးတော့မှအဲရေမီအပြည့်စုံနဲ့ကျွန်တော်ပတ်ဝန်းကျင်ကောင်းလေးရှိရာဒီအိမ်ခြံဝင်းကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Master Set Interview ဆက်သွယ်ပြီးပါကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ